အားလုံးပဲမင်္ဂလာပါဒီနေ့လပြောပြမှာကတော့ရုရှားနိုင်ငံရဲ့ရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုလေကြောင်းပြည့်အပြင်းအထန်တိုက်ခတ်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်အမေရိကန်တဖက်မှာအမေရိကန်နိုင်ငံကလည်းအီရန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲပဋိပက္ခဘက်ခြမ်းအရောက်နေတဲ့အချိန်ဒီဘက်မှာရုရှားကလည်းယူကရိန်းကိုရုရှားကလည်းယူကရိန်းကိုလေကြောင်းပြည့်ဆင့်အားအပြင်းထန်သုံးပြီးတိုက်ခတ်ခဲ့ပါတယ် ဇွန်လ29ရက်နေ့2025ခုနှစ်မှာယူကရိန်းနိုင်ငံအတွင်းရုရှားကပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတရက်ပြုလုပ်ခဲ့ပါတယ်။ယခုအချိန်မှာယူကရိန်းအတွက်အရေးပေါ်သတင်းပါ။ယူကရိန်းအနာပိုင်တွေရဲ့ပြောကြားချက်အရရုရှားဘက်ကဒရုန်းနဲ့ဒရုန်းကြီး900ကျော်ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းရဲ့တမိုင်းတလျှောက်အကြီးဆုံးလူကြောင်တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်ရုရှားရဲ့တိုက်ခိုက်မှုတွေဟာယူကရိန်းမျိုးကြီးများဖြစ်တဲ့ Kievat Dnipro Kharkivri Satoryne စမီလာမျိုးတို့မှာ ဖြစ်ပွားခဲ့ပြီးမျိုးတော်များနဲ့အရေးကြီးဆမှုမျိုးများကိုဥတီထားတာတွေ့ရပါတယ်နိုင်ငံတော်ဝန်ရှိနေအများနဲ့ အခြေခံအစားအသောက်များပြည့်စည်ခဲ့ပြီးအ ਨੇ စုံလူ12ဦးဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ခိုက်မှုအပြည့်တွင် ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေးကိုအားကောင်းလာစေရန်အတွက်ဝါရှင်တန်နှင့်အနောက်မှအမေရိကန်များထံမှပတ်မှုကူညီမှုများပုံမှန်ပြုလုပ်ရန်လည်းဇလန်စကီကတောင်းဆိုခဲ့ပါတယ်။ကီဗာမျိုးတို့တွင်လေကြောင်းတိုက်ခိုက်မှုဆိုင်ရာလေကြောင်းတိုက်ခိုက်မှုဆိုင်ရာအော့အော်သံများထွက်ပေါ်လာပြီးနောက် မိသားစုများသည်မြေအောက်ရထားဘူးတာများတွင်ခူအောင်ခူအောင်နေခဲ့ကြပါတယ်မြို့တော်နှင့်အနောက်ပိုင်းလက်ပီးမြို့တို့တွင်သဒ္ဒနပြစ်ခတ်မှုနှင့်ပောက်ဝဲသံများပောက်ဝဲသံများနှင့်တိုက်ခတ်မှုများဖြစ်ခဲ့ပါတယ်အထူးသဖြင့်ဆမီလာမြို့မှာမိသက်ရင်အဖွဲ့များလုပ်ငန်းဆောင်ရွက်နေရပါတယ်ဒဏ်ရာရသူတွေနဲ့နေအိမ်များအတွက်ဆိုးရွားတဲ့အခြေအနေဖြစ်နေပြီး နိုင်ငံတကာထောက်ပံ့မှုအပေါ်မျှော်လင့်နေကြပါတယ်ရုရှားကမရနိုင်သေးဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကပြင်ပြထန်ထန်တုံ့ပြန်ခဲ့ပါတယ်ယူကရိန်းသမ္မတဇလန်စကီးသည် နေတိုးမဟာမိတ်များထံမှပက်ထရီယော့မစ်ဆိုင်စနစ်များအပါအဝင် အကောင်းဆုံး air defeat system များပေးဖို့တောင်းဆိုခဲ့ပါတယ် ထိုအချိန်တွင်ဂျာမနီနိုင်ငံခြားရေးဝန်ကြီးယိုဟန်ဝါဒီဖူးသည်ရုရှားနိုင်ငံနှင့်ဆစ်ဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအတွက်အထောက်ပံ့အထောက်ပံ့ဆွေးနွေးရန်ကီဗမျိုးတို့ရောက်ရှိခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကစွန်လ30ရက်တွင်ပြောကြားခဲ့သည်လူသားချင်းစာနာမှုနဲ့စီးပွားရေးအကူအညီတွေ ခင်မီလီကျောင်းရံကာကွယ်ရေးနဲ့တခြားလက်နက်တွေနဲ့အောင်မြင်စွာဆက်လက်ခုခံနိုင်ဖို့ယူကရိန်းဘက်ကအခိုင်အမာရည်တည်သွားမှာပါဟုဂျာမနီအစိုးရရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ယခုခေတ်စဉ်မှာလည်းဂျာမနီမှတန်တမာအဖွဲ့အပါဝင်စိတ်ရည်ပညာရှင်များနိုင်ငံနိုင်ငံရေးအရာရှိများပါဝင်ခဲ့ကြောင်းနိုင်ငံရေးအရာရှိများပါဝင်ခဲ့ကြောင်းတည်င်းရသိရှိရပါတယ်။ စေရထားပန်းအတွက်ဆွေးနွေးမှုဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်ပေထရီယောမင်းဆိုင်စနစ်နဲ့ဂျာမန်မင်းဆိုင်စနစ်တွေအပါအဝင် လူသားများအကူအညီထိပေးမဲ့ဆုံးဖြတ်ချက်များလှုပ်ဆောင်ဖို့ဂျာမနီဂျာမနီအစိုးရကကတိပြုခဲ့ပါတယ်မင်းဆိုင်များကတိုးချဲ့လာတာကြောင့်ယူကရိန်းပြည်သူများအတွက်စိုးရိမ်စရာများလည်းဖြစ်လာပါတယ်မဟာမိတ်နိုင်ငံမဟာမိတ်နိုင်ငံများရဲ့ ဆုံးဖြတ်ဆုံးဖြတ်ချက်တွေကလည်းအလွန်ရေးကြီးပါတယ်လို့သမ္မတဇလန်စကီးကပြောကြားခဲ့ပါတယ်။